ဟုတ်ပါဘူးခင်ဗျတို့မှလေးကို ပြောချင်ပါပဲခွင့်တော်လိုက်တယ်လို့နော်တပိမတိုက်ပဲဖိတ်လာကြနေတာဟုတ်ဉာဏ်လုံးထဲမှာအဖေကိုတက်ကြနောက်ဆုံးချစ်ကကြာပြီပြကယ်မီ၅စုလောက်ပါပြတာစုနဲ့6စုကြားမှာကကျွန်တော်3လေးနှစ်กว่าတယ်6စုနဲ့9စုကြားမှာ18နှစ်กว่าတယ်အဲ့တော့အနည်း20လောက်ရှိပြီအဲ့ရင်ခုန်နဲ့အချစ်ကိုကြာတော့အဲ့ရင်ပြန်မခုန်သေးပြန်မခုန်သေးတာပါမတွေ့သေးတာပေါ့ ခုံတဲ့အချိန်ကျပဲအချိန်မတော့ခုံမလဲမသိဘူးဒီကခုံတော့အမီးရဖမ်းတော့မယ်အဲ့ဒါကိုရင်ကုန်နာကိုအချစ်လို့ထင်တယ်တကယ်လဲရင်ကုန်နာအချစ်လို့တဲ့လက်ခံတယ်20ကျော်ကျွန်တော်ပြန်လို့ကျတယ်ကအဲ့ဒီလက်ခံလို့ဆိုကျွန်တော်အခုဆိုတတရရာရှိတယ်အခုတော့ကျွန်တော်ဒီခါလေးကျအထီးအထီးကြံနေပေါ့ဒီခါလေးကျတော့လုံးလီးဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မှအဲ့ဒါတို့ပြန်တန်းတားလို့ဒီစကားလေးထွက်သွားတာ ချစ်ချင်းကတော့အရင်တော့ကတော့တကယ်ချစ်ခဲ့တဲ့ရင်းနေခေါ်တာပေါ့ဗျာအဲအဲ့လိုမျိုးပေါ့စသဖြင့်ရင်းခုန်ရင်းခုန်ဘူးသလားဆိုတော့မိကုန်းတော့ပါသေးတယ်ဆိုတော့ရင်းနေခုန်ခဲ့ဘူးရတယ် ရေကုန်မှုတဲ့ရင်ခုန်ပြီးတော့ချစ်တာကတော့မေ့ဘူးပြရလားအဲအများနဲ့အမှတ်တရဖြစ်တဲ့ရေမှုလေးနဲ့လေးရရင်တော့မှရင်ပြန်ခုန်တယ်အဲတက်တဲ့ဆန်တဲ့အမှတ်တရလေးကြုံရင်ပြန်ခုန်ရတာဒါရေကုန်ပြီးတော့ချစ်တဲ့အချစ်ပေါ့အဲ့ဒါကတော့တသသာဖြစ်တာပေါ့နော်အာစနေတော့မရုဆုဖိတာပေါ့နော်မဆုညီမာနေပြီးတော့မဒီကလေးအားလို့ရှိရင်ကိုတက်ပြပါဆိုလို့လာတာပါ ဟိုလက်သက်ပြီးတော့ဗျ။ဒါကျွန်တော်ကဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဘက်ပရမောင်းထွက်တာပဲ။အရင်တော့လုံခဲ့တဲ့၄၅၆နှစ်လောက်ကတော့အဲ့လိုဘက်တွေမှာရှိတဲ့ပွဲမျိုးတွေသွားဘူးလေ။အဲဒါပရမောသူပြန်တက်တာပဲဒါဟောပိသက်နဲ့အဲ့လိုဒိုင်ရဲမတွေ့ရတော်တော်ကြာနေပြီလေကြာနေပြီဆိုတော့ပိသက်နဲ့အဲ့လိုဒိုင်ရဲတွေ့ရတယ်အဲပိသက်အကုံလုံးနဲ့တွေ့ရတဲ့အတွက်ကျွန်တော်အများကြီးဝမ်းသာပါတယ်ပျော်လဲပျော်ပါတယ်အဲစိတ်ထဲမှာလည်းပျော်ရွှင်မှုတွေအများကြီးခြေနဲ့ခြေနဲ့ခြေနဲ့ရပါတယ်ပေါ့နော်ပိသက်တွေကလည်းအခုချိန်ဒီအားပေးကြသေးရတာကိုတွေ့ရတော့ကျွန်တော်အဲပုံကူလည်းအားတက်မိပါတယ်ဗျာ နှစ်ရက်ရှိပြီထင်တယ်နံပါတ်တရကြမှာသေးတယ်ဗျထူကြချက်ကတော့အဲရှီဗျူနဲ့စိန်နဲ့ကိုအလဲ0%နဲ့လဲပြီးပါတယ်ဝယ်ပြီးလို့ရှိရင်မကျိလို့ရှိရင်ပြန်လဲလို့ရပြီအလဲ0%ပါဗျရှီဗျူနဲ့စိန်နဲ့ပါအကုန်သဘောကျပါတယ်ကျွန်တော်တို့ကဒါပရမောသူဂျင်လုံမှုလာဆိုတော့အကုန်လုံးကစမ်းနေတယ်ဗျအဲတော်တော်လို့ပေါ့မိကုန်းလေးမိပြီးရှေ့တက်လာတာမျိုးလေးအဲ့လိုချစ်စရာကောင်းပါတယ်โอเคโอเคจิตติคาชาโรฮ่า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  အဲ့လိုပဲပြောအောင်ခါရတာဆိုတော့မတရားတွေခါအဲ့လိုဗဒရေရှိရပြောရတာအာတကယ်၃ယောက်ပါအလဲဆိတ်ချော်ထားတာပေါ့ဆိတ်ချော်ထားလိုက်တော့တယ်ဘာလို့ဆိုတော့အဲ့လိုပေါ့အဲတော်ရနီလာကြာတော့လေအဲတော်ရနီလာတဲ့အဲလွတ်လပ်မှုရဲ့ရတာကိုကြိုက်တယ်အဲလိုချုပ်ချယ်တာကိုသိမကြိုက်ရှင်တဲ့အနေထားမျိုးဖြစ်လာတယ်ကိုကိုတက်ကလည်းချုပ်ချယ်တာမကြိုက်ဘူးဆိုလို့ဘာတွေမဟုတ်တာလို့လဲဆိုတော့ဘုရားလည်းဘာမှမလုပ်ဘူး ။အဲအဲ့လိုမျိုးပေါ့။အဲအချိန်ပြည့်ကိုကိုတကောက်မျက်နှာလိုက်ကြည့်ပြီးမှတဖွားဖွားပြောနေတာမျိုးဆိုတော့ကိုတို့ကအဲသိမကြိုက်ချင်တယ်လို့ဖြစ်လာပါတော့။ဘာလို့လဲတော့မသိဘူး။ကိုလည်းသူမျိုးကမပြောဘူး။အဲ့လိုအဲ့လိုအဲ့လိုပါအဲ့လိုမျိုးလည်းမတွေ့တော့မတွေ့ဘူးပါဘူး။ဒါပေမဲ့အဲ့လိုဝေလူတွေကြည့်လိုက်ရလို့ရှိရင်အဲ့လိုမျိုးလေးတွေ့တယ်ပေါ့နော်ဒါဒါပေမဲ့လည်းဒါချစ်လို့ဝင်တူတယ်ချစ်လို့ချုပ်ချယ်တယ်ချစ်လို့တည်ကျင်တယ်ချစ်လို့မွေးတယ်ပေါ့အဲ့လိုပဲကိုယ်ကသဘောထားပါပဲချစ်ချင်းကတော့အရင်တော့ကတော့တကယ်ချစ်ခဲ့ဆိုရင်နေခေါ်တာပေါ့ဗျာအဲ ဲ့လိုမျိုးပေါ့စပီးရင်ခုန်ရင်ခုန်ဘူးသလားဆိုတဲ့မိကွန်းတော့ပါသေးတယ်သတော်တော့ရင်ခုန်ခဲ့ဘူးရတယ်ရင်ခုန်ဘူးတဲ့ရင်ခုန်ပြီးတော့ချစ်တာကတော့မေ့ဘူးရသလားအဲအများနဲ့အမှတ်တရဖြစ်တယ်ရင်မူးလေးနဲ့လေးရရင်တော့မှရင်ပြန်ခုန်တယ်အဲတက်တဲ့ဆန်တဲ့အမှတ်တရလေးကြုံရင်ရင်ပြန်ခုန်ရတာဒါရင်ခုန်ပြီးတော့ချစ်တဲ့အချစ်ပေါ့အဲ့ဒါကတော့တသသာဖြစ်တာပေါ့နော်အဲအဲ့လိုပေါ့နောက်ပိုင်းကျတော့အုံနှောင်းနဲ့ချစ်လာတဲ့အချိန်မျိုးမှကျတော့ရာရာအုံနှောင်းနဲ့စဉ်းစားတတ်သွားတာ ရေကုန်နာကိုနှလုံးသားကိုဦးစားမပေးဘူးရေကုန်နာကိုဖြစ်လို့အဲတမခေရမယ်အရွယ်လွန်လာတော့အုံနောက်နဲ့စဉ်းစားတဲ့ခါမှာကျတော့အများကြီးချစ်တက်သွားပါတယ်အကုန်လုံးကိုလေအဲစဉ်းစဉ်းစားစားလေးနဲ့အဲကိုချင်းစာတရားလေးနဲ့ချစ်တက်သွားတာပေါ့အရင်တော့နည်းနည်းအတ္တများတာပေါ့အဲ့လိုပဲအဲ့လိုပဲပန်းနဲ့နူရေမွေးနဲ့နူတနခါနဲ့နူအဲ့လိုမျိုးဆိုတတိယအဲပန်းချစ်သူရဲ့မဟုတ် तू ကအဲ့လိုပန်းလေးပါရီတခါတလေ तू ကပန်းအုံတော့မပန်ဘူးပြဒါပေမဲ့ तू ကပန်းကြိုက် အဲ့လိုပေါ့သူကဟိုဟိုဟာကိုကြိုက်တယ်ပြဟိုဟိုစပယ်မဟုတ်ပြနောက်တစ်ခုရှိသေးရဲ့အမ်ခေးမဟုတ်ခေးမအဖြူအဖြူတွေကပဲအဖြူအဖြူတွေကပဲဟိုလည်းရှိသေးတယ်ပြန်မြင်နေပြတလားဒီဒီမဟုတ်အဲ့လိုပဲအဖြူပွန်လေးတွေပြမန္တလေးဘက်မှာအရန်ပွန်တယ်အဲ့လိုပေါ့သူများပန်သွားတာဘေးနာဖြတ်တော့လို့ရှိရင်အနံလေးရရနဲ့ဩသူကြက်တဲ့အနံမဲဆိုတော့အဲ့အဲ့ပန်မိနေကြဗျာ sorry ပါ အခုထိဆိုတာကလေအဲ့လိုပါအနံ့ရတတိရတာပေါ့ဒါမှမဟုတ်တော့လို့မရတော့ဘူးလေနောက်ဆုံးချက်ကကြာပြီပြကယ်မီ၅စုလောက်ပါပြတ်တာငါသူရတဲ့အမြဲဟိုကြာပြီပေါ့ကြာပြီပေါ့ဆိုတာကျွန်တော်ပြောပြမယ်၅စုနဲ့၆စုကြားမှာကကျွန်တော်၃၄နှစ်กว่าတယ်၆စုနဲ့၇စုကြားမှာ၁၈နှစ်กว่าတယ်အဲ့တော့အနည်းငယ်လောက်ရှိပေါ့ဒါပေမဲ့အုံလုံးနဲ့ချစ်လို့ရသွားတာလေ အဲ့ရင်ခုန်တဲ့အချစ်ကိုကြတော့အဲ့ရင်ပြန်မခုန်သူပြန်မခုန်သေးတာပါမတွေ့သေးတာပေါ့ခုန်တဲ့အချိန်ကျဘယ်အချိန်မှတော့ခုန်မလဲမသိဘူးဒီကခုန်တော့အမီးရဖမ်းတော့မယ်အဲ့ဒါကိုအခုကအုံတော့နေစဉ်းစားရတာကြတော့နည်းနည်းဟိုအကုန်အဖက်အဖက်ပဲပါတော့ပါနော်ဟိုကကြတော့ဟိုသူချစ်ကိုချစ်ဖို့သူလည်းအုံတော့နေစဉ်းစားကိုလည်းအုံတော့နေစဉ်းစားအချိန်ဖြစ်နေအခုကအခုကတကယ်ရင်ခုန်တဲ့လူကိုတွေ့တဲ့အခါကျလို့ရှိရင်အဲအမီးရလေးအဲစိုးကန်သားမယ်လို့စိတ်ကူးကြပါတယ် ဘာလို့လဲဆိုတော့အဲ့အွေတုံးကအဲ့အွေတုံးကိုဘာလို့သဘောကျလဲဆိုတာကျွန်တော်အဲ့လိုပေါ့အဲ့လိုရင်ခုန်တာကိုလည်းရင်ခုန်တာကိုအချစ်လို့ထင်တယ်တကယ်လဲရင်ခုန်တာအချစ်လို့လည်းလက်ခံတယ်အဲ့အဲ့တုံးကလက်ခံခဲ့မိရင်ပေါ့ကျွန်တော်လွန်ခဲ့တဲ့အနှစ်20ကျော်ပေါ့20ကျော်ကျွန်တော်ပြန်လို့ကြည့်တယ်ကအဲ့တုံးကလက်ခံတယ်လို့ဆိုကျွန်တော်အခုဆိုတတ်တာရရရှိတယ်အခုတော့ကျွန်တော်ဒီခါလေးကျအထီးအထီးကြံတယ်ပေါ့ဒီခါလေးကျတော့လုံးလီဖြစ်တယ်ပေါ့ အဲ့ဒါကြောင့်မှအဲ့ဒါတို့ပြန်တန်းတားလို့ဒီစကားလေးထွက်သွားတာမင်းသမီးတွေကမဟုတ်ပါဘူးပြအပြင်းရပါအဲ့ဒါចောင်းသားဘွားတော့ကចောင်းသားဘွားတော့တယောက်ရှိပါတယ်ပြုဆောင်ပြတဲ့အခါမှာနှစ်ယောက်လောက်ရှိတယ်နှစ်ယောက်လောက်ဆိုတော့နည်းနည်းနှစ်ယောက်လောက်ရှိတယ်နည်းပူတော့ပူသေးတယ်မိသွားရော